မင်္ဂလာပါမိတ်ဆွေတို့ရေဒီတစ်ခေါက်တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့ဖခင်မုတ်ဆိုးဖို့ရဲ့ဝိညာဉ်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကို မစားတန်ခင်မှာကျမတို့ရဲ့ channel လေးကို subscribe လေးနှိပ်ပေးခဲ့ဖို့လည်းမမေ့ပါနဲ့နော် video အစ်စ်တွေတင်နိုင်တည်နေစေဖို့ notify bell လေးကိုနှိပ်ပေးပြီးသွားပြီဆိုရင်တော့ဇာတ်လမ်းလေးကိုစားလိုက်ကြရအောင်ပါရှင်ဦးလာမောင်ဟာ ကလေးတစ်ယောက်ရှိပြီးမုတ်ဆိုးဖို့ဖြစ်နေတဲ့ ကမ်ဘောဒီးယားနိုင်ငံရောက်မြန်မာနိုင်ငံသားတဦးပါဒီနေ့မှာတော့သူဟာတဲဟိုဟောင်းလေးတခုထဲမှာနိုးချလာခဲ့ပြီးသူ့ဘေးမှာအသက်9နှစ်အရွယ်တားလီမောင်ဆန်းလေးရှိနေတာကိုတွေ့လိုက်ရပါတယ်။ဦးလာမောင်ကအရန်အားနေပြီးအရန်ကိုပယ်မှန်းနေပါတယ်။အကြောင်းကတော့သူဟာကမ်ဘောဒီးယားနိုင်ငံကနေမြန်မာနိုင်ငံစကိုင်းတိုင်းတွေကိုတောလန်းတွေအတိုင်းခက်ခက်ခဲခဲနှမ်းလျှောက်လာခဲ့ရတာအကြောင်းပါ။သူ့ရဲ့ရည်ရွယ်ချက်ကတော့ သူ့ရဲ့ဇနီးဖြစ်သူဒေါ်မြတင်ရဲ့ဆွေမျိုးတွေစီမှာတားလေးမောင်ဆန်းကိုအနှံထားခဲ့ကိုပါပဲ။ဘာလို့လဲဆိုတော့ဦးလာမောင်ဟာအတော်လေးနေမကောင်းဖြစ်နေပြီ။သူ့မှာအသက်ရှင်ဖို့အချိန်သိပ်မကြံတော့ဘူးလို့ထင်နေလိုပါပဲ။ဦးလာမောင်က သူ့ရဲ့စီးရဲပင်ပန်းခဲ့ရတဲ့ဘဝကို ပြန်တွေးမိပါတယ်။သူ့ရဲ့ဇနီးဒေါ်မြတင်ဟာလွန်ခဲ့တဲ့နောက်အတော်ကြာက ပြားနာနေတဲ့မိဘတွေကို ပြုစုဆောင်ရှောက်ဖို့မြန်မာနိုင်ငံကိုပြန်လာခဲ့ပြီးတဲ့နောက်မှာရင်မတော်တဆမှုတစ်ခုကြောင့်ကွယ်လွန်သွားခဲ့ရပါတယ်။ဦးလမောင်တယောက်ကတော့ဒေါ်မြတင်ရဲ့ဆွေမျိုးတွေစီကတဲ့ငုံဒေါ်မြတင်ရဲ့ရုပ်အလောင်းကိုမိသူပြီးတဲ့နေ့မှတီးခဲ့ရပါတယ်။ဒါကြောင့်သူဟာသူ့ရဲ့ဇနီးကိုနောက်ဆုံးတစ်ခေါက်တွေ့ခွင့်တောင်မရခဲ့ပါဘူး။အဲ့ဒီအချိန်ကစပြီး ။ဦးလာမောင်ရဲ့ကျမ်းမာရေးကလည်းတဖြည်းဖြည်းဆိုးရွားလာခဲ့ပါတယ်။ဦးလာမောင်ကသူ့ရဲ့သားလေးမောင်ဆန်းကိုခေါ်ပြီးမြန်မာနိုင်ငံဘက်ကိုတောလန်းတွေတိုင်းခက်ခက်ခဲခဲလမ်းလျှောက်လာခဲ့ပါတယ်။ဒါပေမဲ့လမ်းတဝက်ရောက်တော့ဦးလာမောင်ကအလွန်အမင်းပင်ပန်းလာတာကြောင့်သားလေးနဲ့အတူတဲဟိုဟောင်းလေးတကူမှာခဏနားနေခဲ့ပါတယ်။သူတို့သားဖလမ်းမှာစားဖို့ပြင်ဆင်လာခဲ့တဲ့အစားအစာတွေကလည်းကုန်သွားပါပြီ ဒါကြောင့်မောင်ဆန်းကလည်းအယန်းကိုဖိုက်စားနေပါတယ်။ဦးလာမောင်ဟာသားလေးကိုဗာကျွေးရမှန်းမသိတော့တဲ့အတွေ့ထရက်ပြီးပတ်ဝန်းကျင်ကိုခြေလိုက်ပါတယ်။စားလို့ရမယ့်တောတစ်သီးတွေများရှိမလားလို့ရှာကြည့်တာပါ။အဲ့ဒီအချိန်မှာပဲသူဟာရဟန်းနှစ်ပါးကို တွေ့လိုက်ရပါတယ်။အဲ့ဒီရဟန်းနှစ်ပါးကတော့ဆရာတော်ဦးညာနာနဲ့ဆရာတော်ဦးဝိစာရာတို့ဖြစ်ပါတယ်။ ဇရာတော်တို့ဟာစွန့်ခံရရှိလာတဲ့စွန်ဟင်းတွေကိုယူပြီးသူတို့ရဲ့တရားအထုတ်တဲ့နေရာကိုပြန်ကြွားနေကြတာပါ။ယဟန်နှစ်ပါးဟာအဲ့ဒီတောင်ရဲ့အနီးအနားမှာရှိတဲ့မြမရွာလေးတွေပါကိုစွန့်ခံသွားကြတာဖြစ်လိမ့်မယ်လို့ထင်ပါတယ်။ဦးလာမောင်ရဲ့သူ့ရဲ့သားလေးဟာဇရာတော်တို့နောက်ကိုလိုက်သွားခဲ့ပါတယ်။သူဟာရဟန်းတွေကိုအူချပြီးဆရာတော်တို့ဆုံးခံရရှိလာတဲ့အစားအစာတွေကို သူ့ရဲ့သားလေးစားလို့ရအောင်လို့တောင်းခံခဲ့ပါတယ်။ဆရာတော်တပည့်တော်သားလေးစားဖို့ထမင်းလေးနည်းနည်းလောက်ပေးလို့ရမလားဖေ။ရတာပေါ့တကားကြီး။ဒါပေမဲ့တကားကြီးတို့ကဘဲကလာပြီးဘဲကိုသွားကြမှာလေ။တပည့်တော်တို့ကမ်ဘောဒီးယားနိုင်ငံကလာခဲ့ကြတာပါ။တပည့်တော်ရဲ့သားလေးကိုမြန်မာနိုင်ငံမှာရှိတဲ့မိမရဲ့ဆွေမျိုးတွေစီမှာထားခဲ့ဖို့ပါ။ဦးလန်မောင်ကသူ့ရဲ့ဖြစ်ချောင်းကုံစင်ကိုဆရာတော်ဦးညာနာကို ပြောပြလိုက်ပါတယ်။ ဆရာတော်ဟာသူ့ရဲ့ဇနီးကွယ်လွန်သွားတာနဲ့သူကိုယ်တိုင်လည်းဖျားနာနေတာကိုသိရတော့စိတ်မကောင်းဖြစ်သွားပါတယ်။မြန်မာနိုင်ငံကိုရှာဖို့အတွက်လန်ခီးကလည်းအတော်လေးကိုဝေပါသေးတယ်။အင်းတကားကြီးရဲ့ကျမ်းမာရေးအခြေအနေကိုကြည့်ရတာတရက်နှစ်ရက်လောက်နားပြီးမှခီးဆက်တဲ့နေ။တကယ်တော့လည်းအဲ့လိုပဲထင်ပါတယ်ဆရာတော်။ကောင်းပြီလေ။ဒါဆိုမနေ့ပြန်သားလေးကို ခေါ်လာပြီးထမင်းထက်ယူလိုက်ပါတကားကြီး။ဦးလာမောင်က ဆရာတော်ဦးညာနာရဲ့ဇင်နာမှုအတွေ့ကျေးဇူးတင်ကြောင်းကိုဦးချကြော်ပြီးသူ့ရဲ့သားလေးနဲ့အတူဆရာတော်ပေးတဲ့ထမင်းကိုယူသွားပြီးတဲအိုဟောင်းလေးမှာသွားစားခဲ့ပါတယ်။အရင်ကဦးလာမောင်နဲ့သူ့ရဲ့သားလေးကဆရာတော်တို့စီမှာနောက်ထပ်နှစ်ရက်ဆုံးခံခဲ့ရပါတယ်။ဒါပေမဲ့တတိယမြောက်နေ့မှာတော့သားလေးမောင်စံတယောက်သေးတာဆုံးခံမှုလာခဲ့ပါတယ်။ ဆရာတော်ဦးညာနာကမေးမြန်းလိုက်တဲ့အခါမှာတော့မောင်ဆန်းကသူ့ရဲ့အဖေကအိပ်ပျော်နေပြီးမနှိုးတော့ကြ။ပြီးတော့ကိုခန္ဓာကနေအနံစိုးတွေလည်းထွက်နေကြောင်းပြောပြပါရယ်။ရဟန်းနှစ်ပါးဟာမောင်ဆန်းနောက်ကိုလိုက်သွားပြီးတဲဝဟောင်းလေးစီကို အမြန်သွားခဲ့ပါရယ်။အဲဒီမှာတော့ဦးလာမောင်ဟာတေဆုံးနေတာကို တွေ့လိုက်ရပါရယ်။သူ့ရဲ့ရုပ်အလောင်းဟာ အယန်းကိုညိုမဲနေပြီးအနံဆုံးတွေလည်းထွက်နေပါတယ်။သူဟာအချင်းအတော်ကြာကြာကလေးကတည်ဆုံးနေပြီလို့ထင်ရပါတယ်။ဆရာတော်ဦးညာနာကမောင်ဆန်းကိုမေးတဲ့အခါဘူလာမဟာပထမဆုံးရက်မှာစွန့်ကန်သွားပြီးတဲ့နောက်တည်ဆုံးသွားခဲ့တာဖြစ်နိုင်တယ်လို့တင်လိုက်ရပါတယ်။ဖခင်တဦးရဲ့အတိစိတ်ကြောင့်ဝိညာဉ်ဖြစ်နေပေမဲ့လေဖခင်ရဲ့တာဝန်ကိုထမ်းဆောင်ပြီး တားလေးကိုယဟန်စီခေါ်သွားကတားလေးအတွက်ဆုံးခံခဲ့တာဖြစ်ပါတယ်။ယဟန်နှစ်ပါးစလုံးကအလွန်အမင်းစိတ်မကောင်းဖြစ်သွားကြပါတယ်။အဲ့ဒီအချိန်မှာပဲဦးလာမောင်ရဲ့ဝိညာဉ်ဟာပေါ်လာခဲ့ပါတယ်။သူ့ရဲ့ရုပ်အလောင်းဟာအလွန်ကိုမှီးမိန်နေပါတယ်။သူဟာမျက်ရည်တွေနဲ့ယဟန်တွေကိုအူချခဲ့ပါတယ်။ဆရာတော်တပည့်တော်သားလေးကို မဆောင်ရှောက်နိုင်တော့ပါဘူး။ ဇနီးရဲ့ဆွေမျိုးတွေစီမှာထားခဲ့ဖို့လည်းမတတ်နိုင်တော့ပါဘူး။ဆရာတော်ကိုတခုလောက်တောင်းဆိုလို့ရမလားဖေ။တခါကြီးဘာများအကူအညီလိုပါသလဲ။တပည့်တော်သားလေးကိုသင်္ကန်းစည်းစေချင်ပါတယ်။ဆရာတော်သားလေးကိုကူညီပေးပါနော်။ကောင်းပြီလေတခါကြီး။ဒါဆိုတခါကြီးကသားလေးကိုဆွေမျိုးတွေနဲ့ထားခဲ့ဖို့စိတ်ပြောင်းသွားပြီလား။ဆရာတော်ဒီကလေးကိုစောင့်ရှောက်ရလို့ဝမ်းသာပါတယ်။တင်ငန်းဆေးပေးပါမယ်။တကားကြီးစိတ်မကူပါနဲ့။ဦးလာမောင်က အလွန်အမင်းကိုဝန်သားသွားပါတယ်။သူဟာဆရာတော်ကိုနောက်တစ်ချိန်ဦးချခဲ့ပါတယ်။မောင်ဆန်းကတော့သူ့ဘေးရဲ့မင်းမိန်နေတဲ့ရုပ်အလောင်းကိုကြည့်ပြီးငိုကြွေးနေခဲ့ပါတယ်။သူ့ရဲ့အဖေဟာ သူ့ဘေးနားမှာနောက်ထပ်မရှိတော့ဘူးဆိုတာကို သိလိုက်ရလိုပါပဲ။တဲ့ချင်းဆိုတာဘာလဲဆိုတာကို သူနားမလဲပေမဲ့လေ။ခွဲခွာရခြင်းရဲ့ဝမ်းနည်းမှုကိုခံစားနိုင်ခဲ့ပါတယ်။ကဲ နောက်ဆိုရင်သားလေးကဆရာတော်နဲ့အတူနေရမယ်။ဆရာတော်ကတိလားရှိပြီးတနာကျင်နာတတ်တဲ့သူပါ။သားလေးကိုကောင်းကောင်းဆောင်းရှောက်ပေးပါလိမ့်မယ်။သားလေးကဆရာတော်ရဲ့ဆုံးမစကားတွေကိုနားထောင်ရမယ်နော်။ဒါဆိုဖေဖေကကျွန်တော်ကိုဘယ်မှာထားခဲ့မှာလဲ။ဖေဖေကသားလေးကိုဘယ်မှမမထားခဲ့ပါဘူး။သားလေးကိုကိုကိုဂရုစိုက်နိုင်တယ်လို့သိကြတဲ့အချိန်ရှိနေမှာပါ။မောင်ဆန်းဟာသူ့ရဲ့အဖေကို ပြေဖက်ခဲ့ပါတယ်။ ဒါပေမဲ့အားနေနေတဲ့ဥလာမောင်ရဲ့ဝိညာဉ်ဟာတပြေးပြေးမှေးမိန်သွားခဲ့ပါတယ်။ဒါကြောင့်မောင်စင်းလေးကလေကိုပဲဖက်နိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးမောင်စင်းဟာဆရာတော်ဦးညာနာနဲ့ဆရာတော်ဦးဝိစာရတို့နဲ့အတူ နေရအမျိုးမျိုးမှာလှည့်လည်ပြီး တရားအထုတ်ခဲ့ရပါတယ်။သူဟာတရားဓမ္မကိုသင်ယူခဲ့ပြီးတရားထိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ မောင်ဆန်းဟာတရားဓမ္မကိုနားလည်လာခဲ့ပါတယ်။ဆရာတော်ဦးညာနာကမောင်ဆန်းကိုမြန်မာနိုင်ငံမှာရှိတဲ့ဘုန်းကြီးကျောင်းကို ပြန်ခေါ်သွားပြီးတင်ငန်းဝတ်ပေးခဲ့ပါတယ်။တင်ငန်းစီနေစမှာမောင်ဆန်းလေးကသူ့ရဲ့အဖေကို အမြဲတမ်းတရိယာနေခဲ့ပါတယ်။ဒါကြောင့်တားကိုစိုးရိမ်ပြီးစောင့်ကြည့်နေတဲ့ဦးလမောင်ရဲ့ဝိညာဉ်ကလည်းတားရဲ့ကုသိုလ်ကောင်းမှုအတွေ့ဝမ်းမြောက်နေခဲ့ပါတယ်။ဒါပေမဲ့ ။ဦးလမောင်ကတားကိုစိုးရိမ်နေစေဖြစ်တဲ့အတွက်မလွတ်မြောက်နိုင်သေးပါဘူး။သူဟာတားကိုကိုထင်ပြနိုင်ခြင်းမရှိပေမဲ့လည်းတားကိုဆောင်ရှောင်နေစေဖြစ်ပါတယ်။မောင်ဆန်းဟာသူ့ရဲ့အဖေအနီးအနားမှာရှိနေတယ်လို့ခံစားနေရပါတယ်။မောင်ဆန်းကသူ့ရဲ့အဖေအတွက်နေတိုင်းမြတ်တာပို့တာပြီးကိုယ်တို့ကောင်းမှုတွေဝေမျှခဲ့ပါတယ်။အဲ့လိုလုပ်ခဲ့တာဟာတနည်းနည်းပါးကြာခဲ့ပါပြီ။ ဒါပေမဲ့သူ့ရဲ့အဖေဟာမွန်ဆန်းနောက်ကို နေရာတိုင်းမှာလိုက်ပါနေစေဖြစ်ပါတယ်။ဒီနေ့မှာတော့မွန်ဆန်းကဆရာတော်နဲ့အတူ ရွာအနီးမှာရှိတဲ့တောအုပ်တစ်ခုမှာ တရားအားထုတ်နေခဲ့ပါတယ်။ရွာသားတွေဟာ အမြဲတစေလာရောက်ကိုးကွယ်ကြပါတယ်။အဲ့ဒီရွာသားတွေထဲမှာ အသက်နှစ်ပိုင်းအမျိုးသမီးတဦးလည်းပါဝင်ပါတယ်။သူမဟာဟောင်းမဲနေတဲ့အဝတ်အစားတွေကိုဝစ်ဆင်ပြီးရဟန်းတွေစီမှာ ထမင်းတောင်းမှုလာခဲ့ပါတယ်။သူမဟာမောင်ဆန်းကိုမြင်တဲ့အခါအလွန်အမင်းအံ့အားတင်သွားခဲ့ပါတယ်။မောင်ဆန်းလည်းသူမကိုအလွန်အံ့အားတင်သွားပါတယ်။အချိန်တွေဘလောက်ပဲကြာခဲ့ပေမဲ့လည်းသူမကိုကောင်းကောင်းမှတ်မိနေတဲ့အတွက်ပါပဲ။အမေဒါအမေဟုတ်လား။ဖေဖေကအမေတည်သွားပြီလို့ပြောတယ်။ဒေါ်မြတဲဟာမောင်ဆန်းရဲ့မိကုံးကိုဖြေဖို့ဝင်လေနေပါတယ်။ဒါပေမဲ့မောင်ဆန်းက ။ဦးရမောင်ကတောအုပ်ထဲကတဲအိုဟောင်းလေးမှာတည်ဆုံသွားကြောင်းဝန်းနေဖွယ်အမှန်တရားကိုပြောပြလိုက်ပါတယ်။ဒေါ်မြတင်ကအဲ့ဒီတရင်ကိုကြားတဲ့အခါမှာအလွန်ဝန်းနေသွားပါတယ်။ဒေါ်မဟာတားဖြစ်သူကိုမျက်နှချင်းဆိုင်မှုမဝင်ရတဲ့အတွေ့အလင်းအမြန်ပဲပြန်သွားခဲ့ပါတယ်။ဦးလမောင်ရဲ့ဝိညာဉ်ဟာဒေါ်မြတင်ရဲ့လမ်းကိုပိတ်ဆို့ပြီးပေါ်လာခဲ့ပါတယ်။ ဒါကြောင့်ဒေါမြတင်ဟာအလွန်အမင်းကိုကြောက်လန့်သွားခဲ့ပါတယ်။ကိုလမောင်ကိုကိုလမောင်ရှင်ကတေးသွားပြီကျမကိုမချောက်ပါနဲ့တော့မင်းတေးသွားပြီလို့ငါ့ကိုလိန်ပြောခဲ့တာလားကျမ ကျမအဲ့လိုလုပ်ခဲ့တာကိုပုပ်ကိုပဲကြည့်ခဲ့မိလို့ပါကျမတက်တာခြင်းလို့ဒုက္ခမခံခြင်းလို့ပါ ကျမတောင်းပန်ပါတယ်ကျမမှားသွားပါတယ်ကျမမှားသွားခဲ့ပါပြီဒေါမြတင်က အလွန်ကိုနှောင့်ထားရပြီးဦးလာမောင်ကိုလက်အုပ်ချီကတောင်းပန်ခဲ့ပါတယ်။ဒုမဟာဒုမရဲ့ဆွေမျိုးတွေက"သူမတည်ဆုံးသွားပြီ"လို့လိန်ပြောခဲ့ကြောင်းအမှန်တရားကိုပြောပြခဲ့ပါတယ်။အကြောင်းကတော့ဆွေမျိုးတွေကဒုမကိုအလွန်ချမ်းသာတဲ့တတိတူးနဲ့တွေ့ဆုံဖို့စီစဉ်ပေးခဲ့တဲ့အတွေ့အကြောင်းပါပဲ။ဒါကြောင့်ဒေါမရတဲဟာဒုမရဲ့သားနဲ့ခင်မုန်းကိုထားခဲ့ပြီးတတိနဲ့အတူနေထိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ တို့မဟာဘဝတက်မှာပျော်ရွှင်စွာ နေထိုင်နိုင်မှုအတွက်ပါ။အိုလာမောင်ကတို့မကိုလိုင်းနှောက်ရတာကို မလိုချင်ခဲ့ပါဘူး။ဒါကြောင့်အိုလာမောင်ဟာ ရာသားတွေရဲ့အမြင်မှာဇနီးတည်ဆုံသွားတဲ့အခါမုတ်ဆိုးကို ဖြစ်လာခဲ့ရပါတယ်။ဒါပေမဲ့ဒေါ်မြတင်ဟာဥပနဲ့နဲ့အတူအချင်းအနှဲငယ်နေထိုင်ခဲ့ပြီးတဲ့နောက်မှာတော့တို့မမှာတားနဲ့ခင်မုံရှိချောင်းကိုဥပမင်းကတည်သွားခဲ့ပါတယ်။ ။ပူပါမင်းကအလွန်အမင်းဒေါသထွက်ပြီးသူမကိုထားခဲ့ကဇနီးအစ်စ်ယူသားခဲ့ပါတယ်။ပူပါမင်းရဲ့ဇနီးအစ်စ်ကလည်းဒေါမြတင်ကိုအိမ်ကနေမောင်းထုတ်ခဲ့ပြီးသူမကိုတပြားမှမပေးခဲ့ပါဘူး။ဒါကြောင့်ဒေါမြတန်ကလမ်းပေါ်မှာရှောက်သွားနေတဲ့အိမ်ချင်းမဲ့တူဖြစ်လာခဲ့ပါတယ်။ဒေါမဟာဆွေမျိုးတွေစီမှာနေထိုင်မှုစူးစမ်းခဲ့ပြီးမယ်လေ။အိမ်ကနေမောင်းထုတ်ခံခဲ့ရပါတယ်။ ဂျွန်မြတ်တင်ကနောက်ကျမှနောင်တရခဲ့ပါတယ်။ဒိုမာဟာကမ်ဘောဒီးယားနိုင်ငံမှာရှိတဲ့တားနဲ့ခင်မွန်စီကိုပြန်သွားဖို့မဝင်ရတော့ပါဘူး။အချောင်းကတော့သူတို့ဟာဒိုမာတည်ဆုံးသွားပြီလို့ထင်နေတဲ့အတွက်ပါပဲ။ဒါကြောင့်ဒိုမာဟာအဲ့ဒီရွာမှာပဲလေကွင်းအစုံမှာရှိတဲ့တဲဟိုဟောင်းကလေးမှာနေထိုင်ခဲ့ပါတယ်။ရွာသားတွေကဒိုမာကိုရဟန်းတစ်ပါးဖြတ်သွားပြီး ုမနေထိုင်တဲ့တဲအနီးမှာတရားအားထုတ်နေကြောင်းပြောပြတဲ့အခါမှာတော့သူမဟာအသက်ဆက်ဖို့အတွက်ယဟန်းစီကထမင်းတောင်းဖို့လာခဲ့တာပါ။ဒါပေမဲ့ကံကြမ္မာကသူမကိုယဟန်းခံနေတဲ့သားဖြစ်သူနဲ့တင်ဆောင်သွားတဲ့ခင်မုန်းဖြစ်သူနဲ့တွေ့ဆုံစေခဲ့ပါတယ်။ဒါကြောင့်သူမဟာတစ်ချိန်တည်းမှာပဲဝမ်းနည်းခြင်းနဲ့နောင်တရခြင်းကိုခံစားခဲ့ရပါတယ်။ဒါပေမဲ့ဒေါမြတန်က ။ဦးလောင်မောင်ရဲ့ဝိညာဉ်ကိုမျက်နှာချင်းဆိုင်မှမဝင်ရဲခဲ့ပါဘူး။တုံမဟာလက်ခွေးအဆုံမှာရှိတဲ့တဲဝဟောင်းကလေးစီကိုအလင်းအမြန်ပြန်သွားခဲ့ပါတယ်။တုံမကရပ်ပောင်းများစွာအဲ့ဒီနေရာမှာပဲလဲလျောင်းနေခဲ့ပါတယ်။အချောင်းကတော့တုံမကအလွန်အမင်းကိုနှောင်ကြရပြီးဝမ်းနည်းနေတဲ့အတွက်ပါ။နောက်ဆုံးမှာတော့တုံမဟာဖျားနာပြီးအဲ့ဒီနေရာမှာပဲတည်ဆုံသွားခဲ့ပါတယ်။ရွာသားတွေက ဒေါမြတင်တည်ဆုံသွားပြီလို့ပြောပြတဲ့အခါမှာမောင်ဆန်းဟာသူမရဲ့ရှုပ်အလောင်းကိုကြည့်ရှုဖို့တဲဟိုဟောင်းလေးစီကိုတွားခဲ့ပါတယ်။ကိုလမောင်ရဲ့ဝိညာဉ်ဟာဝမ်းနေခြင်းနဲ့စိုးရိမ်ပူပန်ခြင်းတွေဖြစ်နေတဲ့မျက်နှာနဲ့ပေါ်လာခဲ့ပါတယ်။ကဲတကားကြီးအခုတကားကြီးနဲ့တကမာကြီးတို့ရဲ့ကံကြမ္မာတွေကကုန်သွားပြီ။တကားကြီးစိတ်မပူပါနဲ့အားလုံးကိုလှုပ်ချလိုက်ပါ။ဒါအတွက်လည်းစိတ်မပူပါနဲ့။ဒါအခုကိ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 ုဂယုဆိုင်နိုင်ပါပြီ။ ခူလာမောင်းကမောင်ဆန်းရဲ့ပြောပြချက်ကို နားလေကြောင်ကောင်းငြိမ်လိုက်ပါတယ်။သူရဲ့ဝิญဉ်ကပိုကောင်းတဲ့နေရာကိုသွားနိုင်မှုအားလုံးကိုလှုပ်ရှားဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ဒေါမြတင်ရဲ့ဝิญဉ်ကတော့သူမရဲ့သားနဲ့ခင်မုန်းအပေါ်မှာပြုတ်လုခဲ့တဲ့အရာတွေအတွက်နောင်ထရပြီးဝမ်းနည်းနေတယ်လို့အလွန်မင်းစိတ်ဆင်းရဲနေပါတယ်။မောင်ဆန်းကသူ့မိအတွက်ကုသိုလ်ကောင်းမှုတွေဘလောက်ပဲဝေမျှပေးပါစေ ဒေါမြတင်ရဲ့ဝိညာဉ်ကတော့အဲ့ဒီကုသိုလ်တွေကိုလက်ခံမရရှိခဲ့ပါဘူး။ဒုမာကအဲ့ဒီတဲဝင်ဟောင်းလေးထဲမှာပဲငိုကြွေးပြီးဝမ်းနည်းနေခဲ့ပါတယ်။အဲ့ဒီနေရာကိုဖြတ်သွားတဲ့ဒုရိုင်းဒုမာရဲ့ဝမ်းနည်းကြေခွဲတဲ့ငိုရှိုက်တန်းကိုကြာနေရပါတယ်။ဒုမာရဲ့ငိုကြွေးတန်းဟာကြောက်စရာကောင်းပြီးချက်သိမ်းထစရာလည်းကောင်းပါတယ်။အဲ့ဒီနောက်ပိုင်းမှာအဲ့ဒီတဲအိုဟောင်းလေးဟာ ဒေါမြတင်ရဲ့ဝိညာဉ်ကြောင့်တရေချောက်တဲ့နေရာတခုအဖြစ်လူတီများလာခဲ့ပါတယ်။ဇလန်းလေးကတော့တင်မာရင်အဆုံးတန်သွားခဲ့ပါပြီ။ဒါဟာဖခင်တယောက်ရဲ့တားပေါ်မှာထားရှိတဲ့မြေတားနဲ့ဇနီးတယောက်ရဲ့ခင်မုန်းတဲ့တားအပေါ်မှာမှားရွက်တဲ့ဆုံးဖြတ်ချက်တွေရဲ့အကျိုးဆက်တွေနဲ့နောင်တတရားတွေအကြောင်းကိုပြောပြထားတဲ့ဇလန်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဇာလန်းလေးကိုအဆုံးထိနားဆင်ကြည့်ရှုပေးခဲ့ကြတဲ့အတွေ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။